မင်္ဂလာပါရှင်တနင်္လာရီသတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေဒီအစီအစဉ်ကိုတွဲဝက်အဖွဲ့သားတွေကအစီအစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့တရချောင်းကနေပလောင်မြို့အထိဒဝဲမြေကားလမ်းပြန်ဖွင့်လိုက်ပြီလို့ KNL ကြေညာတဲ့အကြောင်းမြင်းမြို့နယ်ပလောင်ရွာမှာအမျိုးသမီးတဦးတနက်နဲ့အပြစ်ခံရပြီးတိတ်ဆုံးသွားတဲ့သတင်းထိုင်းအနာပိုင်တွေကအချိန်တက်မှတ်ပြီးနောက်ဆုံးထားပြန်ခိုင်းလို့မောတောင်ဆစ်ဆောင်တွေနေရပြန်လာရတဲ့အခြေအနေပလောင်မြို့ဝန်ကျင်မှာငနေလှုပ်တဲ့အကြောင်း တဲချောင်းမြို့နယ်ပြင်းဖြူကြီးရွာကနေတလုံးကိုဆရာနာရှင်တက်မိရှုဖြစ်စီတဲ့တည်င်းဆားတဲ့တည်င်းအကြောင်းအရာတွေကိုပြောပြပေးသွားမှာပါရှင်ရက်20နီးပါးပိတ်ထားတဲ့တဲချောင်းမြို့နယ်ကနေပလောင်မြို့အထိဒဝဲမြီကားလန်းကိုပြန်လည်တော်လာခင်းပြုတ်လိုက်တယ်လို့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တရင်စနစ်ကထုတ်ပြန်လိုက်ပါတယ်တည်င်းအပြည့်အစုံကိုဒွဲဝက်အဖွဲ့သားတို့ကပြောပြပေးသွားမှာပါရှင် ရင်းနှစင်နီပါပိတ်ထားတဲ့တည့်ရချောင်းမျိုးနေကနေပလောက်ထီတွဲပိတ်ကာလန်ကိုပြန်လည်သွာလာခွင့်ပြုလိုက်တယ်လို့နိုဝင်ဘာလ28ဒီကနေ့မနေ့မှာကရင်မျိုးသားလွမြောင်ရေးတပ်မတော် KNL တိုင်းစနစ်ကထုတ်ပြန်ကြေညာလိုက်ပါတယ်စီလွတ်ချက်အရ KNL တပ်ဖက်ကနိုဝင်ဘာလ10နေ့ကစာပေ28ရက်နေ့မနေ့ပိုင်းတည်းတည့်ရချောင်းပလောက်လမ်းဘက်ကိုရင်းနှစင်နီပါပိတ်ထားခဲ့တာပါ လမ်းပိတ်ထားတဲ့အဲ့ဒီလမ်းတစ်လျှောက်မှာရှာနေချည်တဲ့ကိုတင်ကားနဲ့ခီးတဲ့တင်ကားပဲပိန်မိခဲ့ကြပါလေလမ်းပိတ်ထားတဲ့တွေ့ကိုပြစ်စီဆိုရှုံတာတွင်ရှိသည်လို့ခက်ခက်ခက်ခဲလမ်းပေါ်နေတိုင်းခဲကြရတယ်လို့ကိုတင်ရင်မောင်းတွင်နေခီးသွားတွေကပြောပါတယ်အတူပါလာ27နေကစပြီးတေချောင်းကနေဗုဒ္ဓောင်ထိဒွေပိတ်သွားဂလန်တီရှောက်ကိုဆက်နာရှင်တက်ကအင်အား200လောက်နဲ့စိတ်ချောင်းထိုးခဲ့တာလေးဖြစ်ပါတယ် စစ်ကြောင်းထူချီလမ်းပိတ်ထားတဲ့တွေ့ခီးတော်လေးစောက်နေအခဲကြုံရကြပြီးခီးတော်ကိုစပေးဆောင်တွေက ထမင်းဟင်းချက်ပြုတ်ကျွေးမွေးခဲ့ကြရပါတယ်။ကလပိတ်ဆုပ်မှုကြောင့်ကိုစီပြလတ်တာလင်းရင်လက်မှန်စေးတတာကိုစင်းတို့မြင့်တဲ့တာနဲ့ကိုစီပျက်စီးဆုံရှုံတာတွေလေးဖြစ်ပေါ်ခဲ့ပါတယ်။မြင်းမျိုးနဲ့တညက်ကျေးရွာအုပ်စုပလုံးရွာမှာဒေသခံအမျိုးသမီးတအူတနက်နဲ့ပြတ်တက်ခံရပြီးတိတ်ဆုံးသွားပါတယ်။ အသက်40ဝန်းကျင်အရွယ်တော်မူဝင်းကိုနွေဘာ28ရက်နေ့မနက်2နာရီခွဲလောက်မှာအမိမသိလက်နက်ကင်တချို့ကနေအိမ်ကနေခေါ်ဆောင်ပြီးရွာအနီးဝန်းကျင်ကရဘာခြံနားမှာပြစ်တက်ခဲ့တာလို့ဒေသခံတချို့ကဆိုပါတယ်။မနက်အာရုံတက်ချိန်မှာရွာသားတွေကအလောင်းကိုတောက်ရောက်တယ်ဆောင်လိုက်တယ်လို့ဆိုပါတယ်။အဲဒီနောက်မှာတော့ဆရာနာရှင်တပ်ဖွဲ့ဝင်တွေရွာကိုရောက်လာပြီးဒီကနေ့ညနေ3နာရီအထိရှိနေဆက်ဖြစ်တယ်လို့ပြောပါတယ်။ ဒေါ်မူရင်အလောင်းကိုတော့မြေကိုတည်ဆောင်သွားပြီးဘသူတွေကဘာအကြောင်းရင်းကြောင့်ပြစ်တက်ခဲ့လဲဆိုတာကိုတော့တတိချာချာမသိရသေးပါဘူး။ထိုင်းနိုင်ငံဘက်မှာတိမ်းရှောင်နေကြတဲ့မောတောင်ဒေသခံဆစ်ဆောင်တွေကိုနိုဝင်ဘာလ26ရက်နေ့ညနေ9:00နာရီနောက်ဆုံးထားပြီးထိုင်းအနာပိုင်းတွေကနေရပြန်ခိုင်းတဲ့အတွက်မြန်မာဘက်ကိုပြန်လာရတယ်လို့ဆစ်ဘေးရှောင်တွေကပြောပါရယ်။ဒီသတင်းကိုတော့ Dwell Watch အဖွဲ့သားတို့ကပြောပြပေးသွားမှာပါ။ ထိုင်းနိုင်ငံဘက်မှာတိတ်ရှုံနေကြတဲ့မောနောက်ဒေတာခန့်ဆက်ဆောင်တွေကိုနိုဝင်ဘာလ26ရက်နေ့ညနေ9:00နာရီနောက်ဆုံးထားပြီးထိုင်းအနာပိုင်တွေကအနေရပြန်ခိုင်းတဲ့အတွက်မြန်မာဘက်ကိုပြန်လာရတယ်လို့စပေးရှုံတွေကပြောပါတယ်။နေချောင်းဂိတ်ဖြစ်တဲ့အလဲဂိတ်မှာတိတ်ရှုံနေကြတဲ့စပေးရှုံ1800ကျော်ကိုထိုင်းအနာပိုင်တွေကနိုဝင်ဘာလ24ရက်နေ့ကစလို့နေရပြန်ခိုင်းတာဖြစ်ပြီးနိုဝင်ဘာလ26ရက်နေ့နောက်ဆုံးထားပြန်ခိုင်းခဲ့တာပါ။ နေရပြောင်းဝင်လာတဲ့ observation တွေထဲအိမ်ပြန်သွားသူတွေနဲ့ဥယျင်ခြံတွေမှာပြောင်းရွှေ့နေထိုင်သူတွေလည်းရှိပါတယ်။ observation အများစုကလေကြောင်းအပ်ရဲ့စိုးရိမ်လို့အိမ်မပြန်ရဲကြသလုံးကိုယ်စိုးရိမ်တွေမှာလည်းစားတော့ကုန်နေမရှိတာကြောင့်အစားနပ်ရိတ်ခါအတွက်စိုးရိမ်နေကြရပါတယ်။မောရောင်မျိုးတိုင်တိုက်ပွဲမှာဒေသခါ1800ကျော်ဟာနေကြာခိတ်ပြတဲ့အလက်ဂိတ်ကိုထွက်ပြီးတိတ်ဆောင်ခဲ့ကြရပြီးနောက်ထပ်ဒေသခံ800ကျော်ကတော့ဥယျင်ခြံတွေနဲ့တောတောက်တွေထဲမှာတိတ်ဆောင်ခဲ့ကြရတာပါ။ မော်ရမျိုးကိုတော်လိုင်းတက်တွေတန်းယူပြီးတဲ့နောက်မော်တော်လမ်းမှာဆန်းလာရှိတက်ကစိတ်အားဖြင့်စက်ကြောင်းထိုးနေတဲ့အတွက်တိုက်ပွဲတွေစစ်တိုက်ပြင်းထန်နေပါတယ်ပလောင်မြို့နယ်ပလောင်မြို့ဝန်ကျင်မှာနိုဝင်ဘာလ28ရက်နေ့ည7:00နာရီဝန်ကျင်လောက်ကငလျင်လှုပ်ခတ်ခဲ့တယ်လို့ဒေသခံတွေကသိရပါဗျ။ပလောင်မြို့ပြင်ပူကြီးကျေးရွာအုပ်စုနဲ့ကြောင်လုံးကြီးကျေးရွာအုပ်စုမှာရှိတဲ့ရွာတချို့ကငလျင်လှုပ်သွားတာကိုတတိထားမိလိုက်ကြတယ်လို့ဒေသခံတွေကဆိုပါဗျ။ အဲ့ဒီနေရာတွေဟာဒီရတော်ထိန်သိမ်း area ကျိုးပြင်ကောက်ွက်တော်သတ်မှတ်ထားတဲ့နေရာတချို့ပါဝင်ပြီးပင်လယ်ထွက်ပေါက်ရှိတဲ့ကမ်းရိုးတန်းဒေသတွေဖြစ်ကြပါဗျ။နိုဝင်ဘာလ29ရက်နေ့ညကငလျင်လောက်တာနဲ့ပတ်သက်လို့တနင်္လာရီတိုင်းကတခြားမြို့နယ်တွေမှာကြုံတွေ့ရတာရှိမရှိကိုတော့မသိရသေးပါဘူး။ စစ်ကောင်မရှင်လာအောင်မှာရှိတဲ့မွလိဝတာနဲ့ဇလဗေဒညင်ကြမှုဦးစီးဌာနကတော့နိုဝင်ဘာလ28ရက်နေ့ည7:00နာရီဝန်းကျင်ကကဘာအင်းမြင်ငလင်စခန်းကနေမိုင်900ကျော်အကွာအင်ဒိုနီးရှားနိုင်ငံမြောက်ဆူမာဒရာကျွန်းအနီးပင်လယ်ပြင်မှာအနက်39ကီလိုမီတာလောက်ကိုဗဟိုပြုပြီးအင်အားရေတာစကေး6.3အဆင့်ရှိတဲ့အင်အားပြင်းမြင်ငလင်တစ်ခုလှုပ်သွားတာကိုတိုင်းထွာရရှိထားတယ်လို့ဖော်ပြထားပါတယ်တဲချောင်းမြို့နယ်ပြင်းဖြူကြီးရွာကအရက်သားနေအိမ်တလုံးကိုဆရာနာရှင်တက်ကမိရှုဖြက်စီခံရလို့ဒေသခံတချို့ကပြောပါရယ် ဒီတင်းကိုတော့ Dwell Wash အဖွဲ့သားတဦးကပြောပြပေးသွားမှာပါတရချောင်းမြို့နယ်ပြင်းပြူကြီးရွာကအရက်သားနေအိတ်တလုံးကိုစမ်းနာရှင်တပ်ကမိရှုဖြစ်စီခဲ့တယ်လို့ဒေသခံအချို့ကပြောပါရယ်။ဒဝဲမြိတ်ကားလတ်တစ်လျှောက်ဆက်ကြောင်းထိုးနေတဲ့စမ်းနာရှင်တပ်ကနိုဝင်ဘာလ26ရက်နေ့မနက်ပိုင်းမှာပြင်းပြူကြီးရွာကိုရောက်လာပြီးနေအိတ်တွေမှာဝေရောက်တပ်ဆွဲခဲ့တာပါ။ ဆန္ဒရှိတပ်တဆွေထားခြင်းဒရုန်းနဲ့ဘုံချတိုက်ခိုက်ခံရပြီးညနေ၄နာရီကျော်မှဆန္ဒရှိတပ်ကအရက်သားနေအိတ်တလုံးကိုမိရှုဖြစ်စည်းခဲ့ပါတယ်။ဆန္ဒရှိတပ်မိရှုနေတဲ့မိခိုလုံတွေကိုအဝေးကနေမြင်ရတယ်လို့ထွက်ပြေးတိမ်းရှောင်နေတဲ့ဒေသခံတအူကပြောပါတယ်။အဲ့ဒီလိုရွာထဲကိုဒရုန်းနဲ့ဘုံချတိုက်ခိုက်တာနဲ့မိရှုခဲ့တာတွေကြောင့်လူနေအိတ်ချို့ထိခိုက်ပျက်စီးတဲ့အပြင်ဒေသခံတွေရွာမှာ၁၀မိနစ်ရဲတော့ပဲအခြားဘေးလို့ရွာကိုခဏထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။ နိုဝင်ဘာလ28ရက်နေ့မနေ့6ရက်ကျော်မှာတော့ပြင်းပြူကြီးရွာနဲ့6ချောင်းရွာကြားကဘုံကြီးကျောင်းကိုရောက်နေတဲ့ဆက်နာရှိတပ်စစ်ကြောင်းကိုတော်လိုင်းတပ်ကဒရုန်းနဲ့ထပ်မံဘုံချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီလိုဘုံချတိုက်ခိုက်တာကြောင့်လက်နက်ကြီးလက်နက်ငယ်ပြစ်ခတ်တန်တွေစေမီနဲ့လောက်ကြားရတယ်လို့ပြင်းပြူကြီးရွာမှာရှိတဲ့အမျိုးသမီးတအူကဆိုပါဗျ။ခုလိုတနင်္လာရီတင်အစီအစဉ်ကိုနားဆင်ပေးခဲ့တဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်။ မြန်မာနိုင်ငံသားများကပ်ပေးအပေါင်းကနေအမြန်ဆုံးလွတ်မြောက်ပါစေလို့ဒွေဝါရှ်အဖွဲ့သားတွေကဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။